မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနယ်ဇလာပိတာညချမ်းဦးစီဌာနမှာ2025ခုနှစ်မေလ17ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ39ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖောင်းရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီကပ်လီပင်လယ်ပြင်နေကျန်မင်္ဂလားပင်လယ်ော်တို့မှာတိမ်တင်းတင်းမှာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာရီတနေ့သားကြီးတို့မှမိုးတိမ်တောင်များဖြစ်ထွန်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များမြို့လာရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ကတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တရီပြူနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးမှာတိမ်တင့်တင့်မှတိမ်ထူထန်နေရကိုတွေ့ရပါတယ်။မြမပင်လဲပြင်းမှာမြမကဲအိုရန်တချောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တယ်မှာလှိုင်းချနေပါသေး ိုးတလေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြေမှာကံယုံရဲတစ်ချောင်းနဲ့ကံလုံပင်လေပြင်းတို့မှာခုနှစ်ပြီမှကိုပီကန်ရှင်နိုင်ပါတယ်။မနက်ဖြန်မွန်တဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့မန္တလေးတန်းဒီသားကြီးရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်းဒီသားကြီးတို့မှာနေရာနံပြမခွေးတန်းဒီသားကြီး AR တန်းဒီသားကြီးရန်ကုန်တန်းဒီသားကြီးနဲ့ပဲခူးတန်းဒီသားကြီးတို့မှာနေရာစိတ်စိတ်ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်နဲ့နေပြည်တော်တို့မှာနေရာကျကျင်းနဲ့စကိုင်းနိုင်ဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမှုတွေ့ချုံရပြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမှုချနေပါတယ် နေပြည်တော်နဲ့ဒီတော်အမနှက်ဖြန်အတွက်မိုးလေဝသချင်းနေခမ်းမန်းချက်မှာနေရာကွက်ကြားမူတီချုံရောက်ပါမယ်။အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီယံ102ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ28ဒီဂရီဆက်စီယံ82ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရှန်ကုန်းမြို့နဲ့ဒီတော်အမနှက်ဖြန်အတွက်မိုးလေဝသချင်းနေခမ်းမန်းချက်မှာတိမ်တင့်တင့်ဖြစ်တော်မူမူတီချုံ၍နေရာကွက်ကြားမူရပါမယ်။အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုက်နဲ့ ်အနေဆုံးဦးချိန်မှာ26ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်ဤတွိုင်းမနက်ဖြန်အတွင်းမိုးလေဝသချင်းနေခမှန်းကြပါလိတိမ်တင့်တင့်ဖြစ်ထုံးပြီးမိုးထချုံ၍နေရာကွက်ကြားမိုးရပါမယ်အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆက်စီယံ102ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ26ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းကျန်းအနေနဲ့ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာတစ်ချုံမဲ့ခြေနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။ မိုးချင်းမြေတတိပေးချံဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်ထွာချက်များရာကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်ဝတောင်ပိုင်းတို့မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလေးဝင်ရောက်လာနိုင်ခြင်းကြောင့်၎င်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှုအာကောင်ခြင်းကြောင့်၎င်းဒီကနေ့ညနေမှာ19ရက်5လ2025ရက်နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံ့ပြားမှုတချုံရပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရွေမှုကြီးနိုင်ပါတယ်အကြံပြုချက် သို့ဖြစ်ပေါ်၍မိုးတဲတန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိကျုံခြင်းမိုးချိုပြခြင်းလျက်စီးလက်ခြင်းမိုးတိကျွေခြင်းလက်ပြရည်ကြီးခြင်းနှင့်မြေပြိုခြင်းစတဲ့တဘာဝပင်ရည်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေသများရှိကုန်းမြစ်ဒေသတွေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေမြင့်ငယ်ချောင်းငယ်များနှင့်မှနေထိုင်ကြသူများအနေဖြင့်ရည်ကြီးရည်ရွယ်မှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှရန်နှင့်ပြည်တွင်းရေကြောင်းသွားလာရေးနှင့်လေကြောင်းပြန်သန်းရေးနှင့်ဖြင့်လဲကြိုတင်သတိပြုနိုင်မှရန်တတိပေးနိုဆောင်အပ်ပါသည် အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်